အဓိစိတ်ဓာတ်နဲ့အဓိပညာဥပမာစွန့်ခန့်ကြွားတဲ့အချိန်ခွေးတစ်ကောင်ကမိမိကိုကိုက်မယ်အဲကိုက်တဲ့ခွေးကိုမရှောင်ဘူးကိုက်ပလိစေမရှောင်ဘူးနေတိုင်းကိုက်ရင် နေတိုင်းကိုက်ခံမယ်မရှောင်ဘူးအဲလန်းကပဲဆက်ဖြတ်မယ်တခြားလန်းကမသွားဘူးဖះလောင်းတင်မိမင်းသားအဋိဌံပါရမီကို ဖြည့်နေတဲ့လိုမျိုးဝရိယပါရမီကိုဖြည့်နေတဲ့လိုမျိုးနိခမပါရမီကိုဖြည့်နေတဲ့လိုမျိုး ဆင်းရဲခြင်းဒုက္ခဖြင့်ကြုံလဲမရှောင်ဘူးလှုပ်ရှားရှိတာဆက်လုပ်နေမယ်နေ့တိုင်းဒီဆင်းရဲခြင်းဒုက္ခဖြင့်ကြုံရင်နေ့တိုင်းခံမယ်မရှောင်ဘူးလှုပ်ရှားရှိတာဆက်လုပ်နေမယ်ရှောင်သွားခြင်းကထွက်ပြေးခြင်းပဲထွက်ပြေးခြင်းကရှက်စရာကြီးဒီလိုနှလုံးသွဲဂုဏ်တော်ကိုဆက်ပွားနေဂုဏ်တော်ပွားပြီးခံနေမယ်ဂုဏ်တော်ကဒီဆင်းရဲခြင်းဒုက္ခကိုခံနိုင်တဲ့အရာဖြစ်ရမယ်ဂုဏ်တော်ပွားလို့ ခွေးကစက်မကိုက်တော့တာမဟုတ်ဘူးကိုက်တဲ့ခွေးကကိုက်လေမှာပဲမိဘကသာဂုံတော်ပွားပြီးကိုက်နေတဲ့ခွေးကိုကြော်ပြရမယ်ဂုံတော်ကဒီဆင်းရဲခြင်းဒုက္ခကိုခံနိုင်တဲ့အရာ ဖြစ်ရမယ်နေတိုင်းဒီဆင်းရဲခြင်းဒုက္ခဖြင့်ကြုံရင်နေတိုင်းခံမယ်မရှောင်ဘူးမိမိကဂုံတော်ကိုဖြတ်လိုက်မလားဂုံတော်ပွားပြီးဒီတန်ကိုဘယ်လောက်ဆက်ခံနိုင်မလဲကြည့်မလားကိလေသာကင်းခြင်းဖြင့် ဂုံတော်ပေါ်မှာဘယ်တိုင်းသာတော်လိရက်တည်နိုင်မလဲဒါကိုလွန်ကဲမြတ်တဲ့စိတ်အဓိစိတ်တာလို့ခေါ်တယ်အဓိပညာကြတော့ဒီလိုမျိုးမဟုတ်ဘူးဥပမာစိုးခံကြွားတဲ့ချိန်ခွေးကောင်ကမိမိကိုကိုက်မယ်အဲ့ဒီကိုက်တဲ့ခွေးကိုရှောင်ရမယ်ကိုက်ပလိစေထားလို့မရဘူးရှောင်ချင်ချင်းဖြင့်ပယ်ရတယ်ဒါကိုတက်ပါသွားတော့မှဘလို့ပြောလဲဆိုတော့ဘယ်အသွားတို့ကိုရှောင်ချင်ချင်းဖြင့်ပယ်ရကုန်သည်ဟုမူ ယဟန်တို့ဤသာသနာတော်၌ယဟန်သည်တင့်သောအကြောင်းအဖြစ်ဆင်ခြင်၍ကျမ်းသောစင်ကိုရှောင်ခြင်းဤကျမ်းသောမြင်းကိုရှောင်ခြင်းဤကျမ်းသောနားကိုရှောင်ခြင်းဤကျမ်းသောခွေးကိုရှောင်ခြင်းဤကျမ်းသောမွေကိုရှောင်ခြင်းဤယဟန်တို့ရင်းရာကိုမရှောင်ခြင်းသောထိုယဟန်အားအာသောတရားနှင့်ပင်ပန်းခြင်းကိုပြုတတ်ကုန်သောကိလေသာဟုသောပူတော်မှုတို့သည် ဖြစ်ကုန်ရာ၏ဤသို့တင့်သောအကြောင်းအဖြစ်ဆင်ခြင်၍ ရှောင်ကျင်သောထိုယဟန်အားအာသဝတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သောကိလေသာဟုသောပူလောင်မှုတို့သည်မဖြစ်ကုန်ယဟန်တို့ဤအာသဝတို့ကိုရှောင်ကျင်ခြင်းဖြင့်ပယ်ကုန်၏ဟုဆိုဝဲကုန်၏တဲ့ဒါဟာအတိစိတ်ဓာတ်နှင့်အတိပညာ၏ကွာခြားချက်ပဲဒီသဘာဝတရားနှစ်ခုကတစ်ခုနှင့်တစ်ခုလှုပ်ဆောင်ချက်ချင်းမတူဘူးသဘောတဘာဝချင်းမတူဘူးတွေးခေါ်ရှုမြင်ပုံချင်းနှလုံးသွင်းပုံချင်းမတူဘူး ဒါကိုဒီလိုသိထားပြီးမိမိတို့ကဒီသဘောတရားနှစ်ခုလုံးကို ပိုင်နိုင်အောင်လေ့ကျင့်ထားဖို့လိုတယ်။ဒါဆိုရင် ကိုယ်စိတ်ကိုနိုင်လာလိမ့်မယ်။အဓိစိတ်ဓာတ်သည်လွန်ကဲမြင့်မြတ်တဲ့စိတ်ဖြစ်တယ်။အဓိပညာသည်လွန်ကဲမြင့်မြတ်တဲ့ပညာဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓနောသတိဘာဝနာကို ပွားရင်အဓိပ္ပာယ်၄ပါးပေါင်းပွားမယ်။၁စန္ဒိဋ္ဌိပတ်အလိုဆန္ဒတရား၂ဝရိယိဋ္ဌိပတ်အာထုတ်ကြိုးစားမှု၃ 3စိတ်ဓိဋ္ဌိဘက်ကြံစီစိတ်ကူးမှု4ဝိမာန်ဓိဋ္ဌိဘက်စုံစမ်းဆင်ခြင်မှုဤဣဒိဘက်၄ပါးပါဝင်ပါမယ်ဒီဣဒိဘက်၄ပါးကိုကြီးပွားထုတ်တတ်ခြင်းတကူးကြီးခြင်းအခြေခံတရား၄ပါးလို့မဟာဝုကတန်ရုပ်ပါဠိတော်မှာဟောလဲစိတ်တဲ့ရာနဲတဲ့သူမဖြစ်စေနဲ့စိတ်တကူးကြီးတဲ့သူလွန်ကဲမြတ်တဲ့စိတ်လွန်ကဲမြတ်တဲ့ပညာတွေရှိတဲ့သူပဲဖြစ်ရမယ်အရန်ချမ်းသာပြီးအရန်လွတ်လပ်တဲ့ စိတ်ချမ်းသာခြင်းမျိုးစိတ်ဓာတ်ခွန်အားရှိခြင်းမျိုးကိုခံစားခြင်းရင်ဂုဏ်တော်ကိုအဲ့လိုပွားရမယ်အတ္တဟိအရဏနာထောကောဟိနာထောပရောတိယာကြောဖျားအနာဂရမုန်ဤ